မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။နိုမာလာ29ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့မြန်မာဘယ်လာရုစီးပွားရေးဖိုရမ်မှာနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေအကြားသဘောတူစာချုပ်16ဆောင်ချုပ်ဆိုနိုင်ခဲ့ပြီးအဲဒီစာချုပ်တွေရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ9သန်းတန်ကြီးရှိတယ်လို့ဘယ်လာရုနိုင်ငံကုန်သည်များနဲ့စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ် PLCCI ကထုတ်ပြန်ထားပါတယ်။ ်ဒီသဘောတူစာချုပ်တွေအရမြန်မာနိုင်ငံကိုဘယ်လာရုစ်နိုင်ငံထုတ်ထွန်ဆက်တွေကုန်ကားတွေလူနာတည်ရင်တွေအပြင်စေဝါထောက်ပံ့ပေးတာတွေပါဝင်ပါတယ် ဒါပြင်ထုံစက်တက်စင်တဲ့စက်ရုံတွေလည်းတိစောက်ဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ဒီစာချုပ်တွေကိုနှစ်နိုင်ငံဘဏ်လုပ်ငန်းရှင်တွေ၊စက်မှုလုပ်ငန်းရှင်တွေနဲ့ကုန်သည်တွေကလက်မှတ်ရေးထိုးခဲ့ကြတာပါ။ဒါပြင်ဘယ်လာရုစ်သမ္မတအလက်ဇန်ဒါလိုကာရှန်ကိုဟာနိုဘာလ25ရက်နေ့မှာမြန်မာနဲ့ဘယ်လာရုစ်နိုင်ငံအစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတဲ့စာချုပ်မူကြမ်း၃ခုကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ပါဗျာ။အဲ့ဒီတုံးခုကတော့ဗီဇာကင်းလွှင့်ဆိုင်ရာ အကောက်ခွန်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံအကြားအခွန်နှစ်ထပ်ကြတဲ့နေမှုကနေရှောင်ရှားရေးသဘောတူစာချုပ်မူကြမ်းတွေဖြစ်တယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံမှာစစ်တပ်ကအနာသိမ်းလိုက်တာကြောင့်သမရဂျိုးပိုင်နယ်လက်ထက်မှာအမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသား၄000ဝန်းကျင်ကိုယာယီကာကွယ်ကုလငွင့် TPS ပေးခဲ့တာပါ။အခုသမရထရမ်လက်ထက်ဒေသစံတော်ဂျင်းတွေမှာ၂၄ရက်နေမှာ TPS ကိုရဆိုင်ကြောင်းကြေညာခဲ့ပြီးရက်ပေါင်း60အတွင်းအသက်ဝင်လာမှာဖြစ်ပါတယ်။ ထရမ်အစိုးရဟာအောက်တိုဘာ10ရက်နေ့ကစတင်ပြီး53ရက်ကြာအစိုးရရန်ရာစတင်ခြင်းရက်ဆိုင်ထားရတဲ့ဖြစ်စဉ်အပါအဝင်တတော်နဲ့အဆင်မပြေတာပြည်တွင်းနိုင်ငံရေးမတည်ငြိမ်တာတွေကြားမှာမြန်မာပြည်ဟာကြားညက်တယ်လို့ဖြစ်ခဲ့တယ်လို့အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကမှတ်ချက်ပေးပါတယ် ရက်ပေါင်း60တွင် GPS ဖျက်သိမ်းမှုကိုပြန်မပြင်နိုင်ခဲ့ရင်နောက်ဆုံးအဆင့်အနေနဲ့ပြင်းထန်တပြီးတာကိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့အချိန်ရွှေ့ဆိုင်တာမြန်မာပြည်ကိုပြန်ပို့ရမျိုးမဟုတ်ပဲလုံခြုံပေးခြင်းနဲ့တခြားနိုင်ငံတခုကိုပို့ပေးဖို့တောင်းဆိုနိုင်တာစတဲ့ညီလန်းတွေရှိသေးတယ်လို့ဆိုပါတယ် ဒီလိုလုံးဆောင်နိုင်မှုသက်ဆိုင်သူတွေအနေနဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့လိုအပ်တဲ့ထောက်ထားတွေကိုတော့ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ပြည်ရင်းရနိုင်ငံကစားကွက်တွေရဲ့တို့တို့ဒီကမ္ဘာနိုင်ငံကစားကွက်တွေဆိုတရုတ်နဲ့သူနဲ့ကစားကွက်တွေတားရဲသက်ဆိုင်မှုဒီမိုကရက်တပ်မတော်ဖြစ်တဲ့ဂျိုးဘက်နဲ့ထုတ်ထားတဲ့ဟာဒီမန်မြောက်သူကပြန်ပြီးတော့ပြောင်းပြန်ပြန်လာတာ။ကွန်ဂရက်စ်ကဥပဒေပြုပေးတာတွေသူ့အနေနဲ့ကောင်းတယ်မဖြစ်ဘူး။အလိုက်နောက်ဆိုတော့မျိုးလဲသူကပြချင်တယ်ဆိုတဲ့နေရာပါတော့။ဘာလို့ပချာသိခင်ရမယ်ကွန်ဂရက်စ်က hearing လုပ်သွားတယ်။အတော့ပြီးတော့ဘာမှပြီးအရင်နဲ့ပတ်သက်ပြီးတော့တကယ်တကယ်ဝင်နားလည်နေတဲ့ကွန်ဂရက်စ်မန်တွေကတကယ် expert တွေဆွေးနွေး းသွားတာအခုလက်ရှိလုပ်နေတာပြောင်းပြန်လေ DPS နဲ့ပတ်သက် Executive Power နဲ့ Deportation ကိုသူတို့ defer လုပ်ထားလို့ရတယ်နော်နောက်ဆုတ်ထားလို့ရတာပေါ့နော်ခိုင်လုံးတဲ့အကြောင်းပြချက်တွေနဲ့ချင်းကပ်ပြီးတော့ပြန်တော့ရှိခဲ့တယ်အခုလည်းတုံးလို့ရတာပေါ့နော် Executive Power ပေါ့ဒါလည်းနောက်ဆုံးပြရလို့လို့ဟာပို့ရဆိုရင်တော့ပဲအဲ့ဒီအကင်းနဲ့နိုင်ငံတစ်ခုပဲပို့ဆိုတဲ့နေရာမျိုးတွေပေါ့ဒါကတော့ DPS နဲ့ပတ်သက်ပြီးကျွန်တော်ဖြစ်ရှင်ကိုကြိုးစားလို့ရနိုင်တဲ့ချက်တွေပေါ့ဒါပေမဲ့အဓိကကပြောင်းအောင်ပါကျွန်တော်သူတို့ရဲ့အကြောင်းပြချက်ပေါ့နော်ပြောလိုက်တဲ့အကြောင်းပြချက်ကိုကျွန်တော်ပြန်ပြင်ပေးရအောင်အဲ့ဒါပြန်ပြင်လို့ရသွားရင်တော့ DPS စိတ်စားလဲတဲ့ပြီးတော့ဒါ Insertion ပဲဖြစ်သွားမယ်ရ ားသွားမှာဟုတ်အမေရိကန်ဆိုရပြည်ဝင်လုံခြုံရေးဝန်ကြီးဌာန DHS က DPS ကိုရဆိုင်ကြောင်းကြေညာခဲ့တာဖြစ်ပြီးဌာနရဲ့လုပ်ရဟာ အမေရိကန်ဆိုရရဲ့နိုင်ငံတကာမူဝါဒဆိုင်ရာလုံပိုင်ခွင့်တွေကိုကျော်လွန်နေတယ်လို့လေလာသူတယောက်ကမှတ်ချက်ပေးပါတယ်အထူးသဖြင့် TPS ကိုရက်ဆိုင်မှုဆုံးဖြတ်ရတဲ့စီရင်မှုအကြောင်းပြချက်မှာမြန်မာတရုတ်ရဲ့ဂျာဝင်မှုနဲ့အောင်မြင်တဲ့အဖြစ်ခက်ရက်ဆက်ရေးရှိလာတာအရေးပေါ်ကာလရက်ဆိုင်လိုက်လို့နိုင်ငံသားတွေနေရပြန်နိုင်တာရွေးကောက်ပွဲစီမံချက်ရှိနေတာစားတဲ့ချက်တွေဖော်ပြထားတာဟာလက်တွေ့အခြေအနေနဲ့ကင်းကွာနေတာဖြစ်ပါတယ်နိုင်ငံကြီး policy အဲ့ဒါကိုနိုင်ငံကြီးဝန်ကြီးဌာနနဲ့သမ္မတနဲ့ National Security Council ဆိုတဲ့နိုင်ငံတော်လုံခြုံရေး းကောင်စီပေါ့လေသူတို့တွေကကင်တွေတာကြအဲ့တော့ဒီ Department of Homeland Security ကပြည်တွင်းလုံခြုံမှုအတွက်ပဲအဲ့တော့သူတို့စီကအကြောင်းပြချက်ကတကယ်တမ်းကျတော့တရားမဝင်ဘူးဗျအများယူဆတာကတော့သူတို့တမောင်းများစွာပေးပြီးတော့ငှားထားတဲ့ lobby လုပ်တဲ့လူတွေကချင်းကပ်ပြီးတော့ဒီလိုဖြစ်လာအောင်လုပ်တယ်လို့ယူဆတဲ့လူလည်းတော်တော်များတယ်ဗျ။တော့ဘာဖြစ်လဲဆိုရင်သူတို့ကဒီစစ်တပ်အာဘော်လုံးဝဖြစ်နေတာ စစ်ကောင်စီကမြေရှားတပ်တုမဲ့လုံးနဲ့အမေရိကန်ဆိုးရွားကိုချဉ်းကပ်နိုင်မှုကြိုးစားနေတယ်လို့အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံအကြားဆက်ဆံရေးမကြီးငြိမ်တာကိုလည်းအခွင့်အရေးကိုကြိုးစားနေတာဖြစ်ပါတယ်။အမေရိကန်မှာရောက်နေတဲ့မြန်မာပြည်ဆောင်ရွက်သူတွေကတော့ဆိုးရွားနဲ့လွတ်တော်ပြင်တရားစီရင်အာဏာရှိတဲ့ Federal တရားသူကြီးတွေကိုပါချဉ်းကပ်နိုင်မှုကြိုးစားနေပါတယ်။ အမတ်တရားလေဒီကိစ္စနဲ့ပတ်သက်လို့သူတို့အတန်ထုတ်မယ်ဖြစ်နိုင်ရင် ဥပဒေတစ်ခုပြုတ်မယ်ပေါ့ဥပဒေကြောင့်ရဥပဒေမင်းမင်းဆက်ဆက်အတီးပြုတ်လိုက်လို့ရှင် လုံးမယ်မလုံးဘူးဆိုတာတွေကအဲ့ဒီဥပဒေချောင်းထက်ကြော်လွန်ပြီးလုံးလို့မရအောင်နောက်တစ်ခုကလည်း United State မှာ Federal Judge တူဦးကဒီဟာကိုကန့်ကွက်လိုက်တယ်ဆိုရင်လည်းဒါကဆက်ပြီးလုံးလို့မရတော့ဘူးပေါ့ကျွန်တော်တို့ Diaspora အုပ်တွေကနှီးပေါင်းဆုံးရှားဖွေနေတယ် ဆက်သွယ်နေတဲ့မိမိကွန်ဂရက်မန်အနေနဲ့မိမိချိတ်ဆက်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်နေကြတာပေါ့ဗျာ ကိုယ်နဲ့သက်ဆိုင်ရာပေါ့နော်ဒီအစိုးရအရာရှိတွေလုံနိုင်စွာရှိတဲ့ပုံကိုယ်တွေကိုစာတွေပို့ချဖို့လေကျမတို့တိုက်တော်နှုတ်ဆော်ပြီးတော့မှအခု petition တွေလည်းစပြီးတော့လုပ်နေပါပြီဒီအရေးဟာ DPS ကိစ္စတစ်ခုတည်းမဟုတ်ဖ ೇನೆ သူတို့တုံသက်ချက်အမှားတွေဆောင်မလို့ဗမာနိုင်ငံကြီးတစ်ခုလုံးကြီးကိုပါကြီးကိုင်းနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ပြည်သူအားလုံးကတက်ညီလက်ညီနဲ့ပါဝင်ပြီးတော့လှုပ်ဆောင်ကြဖို့အမတန်အရေးကြီးပါတယ်ရှင် TBS ကိုဖျက်သိမ်းကြောင်းကြေညာခဲ့တဲ့နိုဝင်ဘာ24ရက်နေ့မှာပဲအမေရိကန်သမ္မတထရမ့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဖုန်းနဲ့စကားပြောပြီးထိုင်ဝမ်ရေးပါဝင်နိုင်ငံတကာရေးရတချို့ဆွေးနွေးမှုရှိခဲ့တယ်လို့တရုတ်နိုင်ငံပိုင်စင်ဝါသတင်းဌာနကထုတ်ပြန်ထားပါတယ်။တဆက်တည်းမှာပဲစစ်ကောင်စီပြန်ကြားရေးတောင်းခံဗိုလ်ချုပ်စော်မင်းထွန်းကအမေရိကန်ရောက်မြန်မာတွေလုံခြုံစိတ်ချစွာပြန်လာပြီးရွေးကောက်ပွဲမှာမဲပေးနိုင်တယ်လို့ဆိုထားပါတယ်။ကျွန်တော်တုဒချန္တာပါ TVO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမရောငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်